ီယန်တီလို့မာစီဂျီလို့နဲ့အပြိုင်မုန်ချီရဲ့ဂိုဒန်ဖလာဝါစီယူရဆိုလို့ရှိရင်တော့သူ့ရဲ့အဲလက်စွေးဆန်မှုတွေပြော comfortable ဖြစ်မှုတွေအခြေခံပြောထောက်လို့မာပြည်တဲ့အတွက်ဒီမုန်ချီတဲ့နောက်ဆုံးဖြစ်ပြီး Rose Run နဲ့အပြိုင်ပတ်ဆိုတာကားကိုမောင်းနေလိုက်တဲ့အချိန်မှာမှုတွေအများကြီးပါတယ်မှုရှစ်မျိုးပေါ့အဲ့ရှစ်မျိုးမှာမှလမ်းကျမ်းအောင်သွားရင်လမ်းလမ်းကောင်းအောင်ပဲသွားသွားလမ်းကျမ်းအောင်ပဲသွားသွား off road ပဲမောင်းမောင်းအဲဒီ downtown area ရဲ့ဒီမြို့ထဲမှာပဲပတ်မောင်းမောင်းမှုတွေအများကြီးချိန်လို့ရတဲ့အတွက်ကြောင့် မောင်းအားရဲ့လူကိုစိတ်ကျဉ်တတ်မှုပို့ပြီးတော့ရစီရဲလို့ကျွန်တော်ခံစားရတယ်ပေါ့နော်ညလေးချက်ပြောတော့မြန်မာပြည်ပေါ်တွင်အားလုံးရဲ့အတူလက်သိမ်းဆောင်တဲ့ကဟုံးချီရဲ့ခရီးသည်တစ်ခုကိုစတင်လိုက်ဖို့ညော်လီပါတယ်ဟုံးချီလက်တာ ID 5ကျောင်းရင်ပထမနေ့ဒီရောဆရာဘုံတော်ကြီးထားဆိုရင်အကြောင်းကိုလည်းပြောပြပါဦး။အရှင်မာကနေ့ကျောင်းထားတဲ့ဆရာကြီးရဲ့ဆရာကဘယ်လိုလဲ။ 啊，我是我姓王，叫王春杰。我的名字叫王春杰，我过来讲，我的名红旗。我们十一月你们他妈从到十月，啊，然后谁哦，我十一月嘛，然后赶紧买一台车。红旗啊，你六月嘛，从厂里也是上班的，人家就一个年轻的开始，年轻的啥就上车了，然后另外嘛，就话红旗啊。

့ after this ဆက်ပြပါတယ်သူကဒီနိုင်ငံတကာမှာရောအများကြီးကိုပြည်သူထားတာရှိပါတယ်ဒီ accessibility နဲ့ပတ်သက်ပြီးပို့ထောင်နေတဲ့ကျွန်တော်နေရာများပြားတယ်ပါတယ်ဒီ accessibility လည်းအရေးအတွက်တုံနောက်စွာပြင်ဆင်ထားပြီးတော့ဒီ after this ဆက်ပြပိုင်းမှာဆိုလို့ရှိရင် marketing after this ဆက်တဲ့ပိစာတွေ training လို့ကျွန်တော်အများအားဆင်ဆက်မပြတ်တာပေးနေရပါတယ်ဒီဒီ solution ဒီ after scene နဲ့ပတ်သက်ပြီးတော့သူကအရေးအတွက်ပို့ထားပြီးတော့ customer တွေဒီအူးချင်းစီတိုင်းရဲ့ question တွေကိုအရင်ကပြီးရောက်ရောက်ဆက်ဆံနေတယ် <noise> 我们致力于让我们的用户啊，特别在缅甸的用户。<noise> <noise> ဘုံစီအပ်တဲ့စစ်စာပြတမှုထူးခြားနေတာကိုစားစီအောင်ထားပါရဲ့ပြီးတော့အခုတော့ရှိမှာတော့မြန်မာနိုင်ငံကဒီနေ့ပြန်မှဆိုလို့ရှိရင်တော့ဘုံစီရဲ့ luxury brand အခုဖြစ်တဲ့ H9 ရဲ့ ticket center စတင်ပြီးတော့ဆက်လာပါပါတယ်ဒီ H9 ကဆိုလို့ရှိရင်တော့ဒီ luxury center သွား business နဲ့စီးလို့ရတဲ့ကားလုံးသားကိုဆက်ပြီးတော့ ticket center ဆိုလို့ရှိရင်တော့5 seater 7 seater ပါတဲ့ SUV တိုင်းစားစားပြီးဆက်လာပါတယ် နောက်အနာတက်မှာလည်းစီကားတွေဖြစ်တဲ့ဒီ HS5 HS3 တွေလည်းမင်းဆက်ပြီးတော့ဒီပြောဘုံချီရဲ့ EP5 ဖြစ်တယ်။ဒီ CEO ပြီးမှလည်းအရင်တုံးနေတဲ့ Lexus brand ဖြစ်တဲ့ ESH5 ကိုလည်းသူကဖိတ်ဆက်လိုက်တယ်။အဲ့တော့နောက်နောက်မှာလည်းဒီ chain နဲ့ပတ်သက်ပြီးတော့အကောင့်ဝင်ဆုံးတဲ့ Lexus brand နဲ့ product တွေဆက်ပြီးလုပ်နေတာပါအသာချက်ကတော့သူက engine ကားပေါ့နော်ဒီကား engine ကားပြီးတော့3.0 super charge ဖြစ်တယ်အဲအသာချက်ကဘယ်လိုလဲဆိုတော့ ဒီကားကိုမောင်းနေလိုက်တဲ့အချိန်မှာမှုတွေအများကြီးပါတယ်ဟိုမှုရှစ်မျိုးပေါ့အဲ့ရှစ်မျိုးမှာမှဟိုလမ်းကြမ်းကိုသွားရင်လမ်းလမ်းကောင်းအောင်ပဲသွားသွားလမ်းကြမ်းအောင်ပဲသွားသွား off road ပဲမောင်းမောင်းအဲဒီ downtown area ရဲ့ဒီမြို့ထဲမှာပဲပတ်မောင်းမောင်းမှုတွေအများကြီးချင်းလို့ရတဲ့အတွက်ကြောင့်မောင်းရဲလူကိုစိတ်ကျဉ်တတ်မှုပို့ပြီးရစီရဲလို့ကျွန်တော်ခံစားရတယ်ပေါ့နော်အဲ့ဒါကတော့ဒီကားရဲ့အသာချက်ပေါ့ကားက super charge 2.0 engine ဖြစ်တဲ့အတွက်ကြောင့်သူက kilometer 120ကနေ140မောင်းတော့မလုံးခမ်းမှုရှိဘူး

များများရောင်းရပါစေဒူကြိုက်များပါစေနောက်တစ်ခုကကြတော့အာနေရာတိုင်းမှာအဲဒီ H7 ဒါလေးတွေအများကြီးအဲတွေ့ရပါစေလို့ဆုတောင်းပေးပါတယ်